မင်္ဂလာပါ AI နဲ့ဗီဒီယိုပြုလုပ်နေတဲ့သင်ခန်းစာကနေအားလုံးကိုကျေးဇူးပါတယ်ဒီနေ့မှာတက်တော့ YouTube Show တွေမှာ follower million ရှိ view million ရှိရပြီးတော့ဒလောက်ဒေါ်လာထောင်ချီချနေကြတဲ့ဒီလိုရှင်တွေကဗီဒီယိုတွေကဘယ်လိုလောက်တာလဲဆိုတော့ပြောပြပေးပါမယ်ဒီရှင်တွေကဗီဒီယိုတွေဆိုရင်60 million 33 million 29 million နဲ့ရှင်တွေကို follow ထားတဲ့လူက1.2 million တောင်ရှိတာပါ ဒီလိုဗီဒီယိုတွေကစကားပြောတဲ့အတန်နဲ့ထည့်စီရမလို့ပဲနိုင်ငံခြား view တွေလည်းအများကြီးရပြီးတော့ပတ်စံတွေပုံဝင်တဲ့ဗီဒီယိုနေ့ရှိတယ်ဖြစ်ပါတယ်။ကိုယ်လည်းထဲမှာရှိတဲ့ဖုန်းတစ်လုံးနဲ့ပဲလုံးလုံးအဆင်ပြေအောင်ပြောင်းပေးထားပြီးတော့အထူးခြားတာကအင်္ဂလိပ်စာကိုတအားကြီးမကျွမ်းကျင်တဲ့သူတွေအတွက်မြန်မာလိုပဲ AI ကိုခိုင်းစေလို့ရမယ့်အချိန်ကန်နည်းလမ်းလေးတွေကိုလည်းမျှဝေပေးထားပါတယ်။ဒါဆိုရင်ဗီဒီယိုအဆဆုံးကိုဘယ်လိုလုပ်ကြမလဲဆိုတော့ကျွန်တော်တို့ဆက်ကြည့်လိုက်ကြပါမယ်။ They tell me that I'm never gonna make it. They want me to do something that could make sense. They hate when I keep dreaming I'll be famous. But I don't give a fuck, I'ma keep chasing. I got all this potential that's deep inside of me. But they hate when you're successful cause they try to be. They sit there being just judgmental because you're trying things. And they just want you to settle and do the right thing. So get a good job, don't slack off. Wake up every morning, make a good impression on your boss. Don't do anything that I wouldn't do. And when you you're making money, make sure you don't spend it too soon. Huh. Fuck that, I'll do what I wanna do. I got a different path from everyone, and that includes you. Who are you to tell me how to live life? In these times, it feels like nobody's right. Yeah, so I'ma figure out what I'm လီယိုနာໂດအရင်ရဲ့ပက်စပတ်အရင်ရဲ့ကိုကျွန်တော်တို့အသုံးပြုမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ Chrome လေးကိုဝင်လိုက်ပါမယ် search bar မှာ glok.com လို့ရိုက်ပြီးတော့ဝင်လိုက်ပါမယ်ပြီးတော့မဲ့ဓာတ်ပုံတစ်ပုံယူရပါမယ်ကျွန်တော်ခုပြထားတဲ့ဓာတ်ပုံကို screenshot ရိုက်လိုက်ပါပြီးရင်ဒီဓာတ်ပုံကို upload လုပ်လိုက်ပါ ကေပြီးသွားတဲ့အခါမှာကျွန်တော်တို့စာရိုင်းရမယ့်နေရာမှာဒီလိုပုံစံဓာတ်ပုံကိုဖန်တီးပြီးစေဆင်းမဲ့ဆင်းလိုမျိုး short story လေးတစ်ခုဖန်တီးရှင်နဲ့ပင်နေတဲ့ကြောင်လေးကငိုနေတယ်ကြောင်လေးကဂျင်ကစားဖို့သွားတယ်ဂျင်မှာလေ့ကျင့်ခန်းတစ်ကြိမ်သုံးကြိမ်လောက်လုပ်တယ်ပေါ့ဗျာကြောင်လေးဟာနောက်ဆုံးမှာယုံကြည်မှုအပြည့်ရှိတဲ့ကျွတ်တော့ကိုပိုင်ဆိုင်သွားတယ်ဆိုတဲ့အကြောင်းတွေကိုလီယိုနာဒိုအရင်မှာဖန်တီးဖို့အတွက် prompt တစ်ခုရေးပေးပါဆိုပြီးရေးပြီးတော့ကျွန်တော်တို့ပို့လိုက်ပါမယ်အဲ့ဒီခါမှာ grow AI ကနေကျွန်တော်တို့အတွက် ပရုံးတွေကိုရေးထားပေးပြီးဖြစ်ပါတယ်ကျွန်တော်တို့ဆင်းဝဲမှာရှိတဲ့ brown တစ်ခုကိုကိုပြီးယူလိုက်ပါမယ်။ ီးတော့ရင်ဓာတ်ပုံထုတ်ဖို့အတွက်လီယိုနာໂດ AI တဲ့ကိုကျွန်တော်တို့သွားပါမယ်။ guest တက်ကိုနှိပ်ပြီးတော့ဝင်လိုက်ပါမယ်။ခဏဆောင်ပါ။ပြီးရင်ဓာတ်ပုံကိုထုတ်မှာဖြစ်တဲ့အတွက် image creation ကိုနှိပ်ပြီးတော့ဝင်လိုက်ပါမယ်။အရင်ကလုတ်ထွက်ခဲ့တဲ့စာတွေရှိရင်ကျွန်တော်တို့ဖြတ်လိုက်ပါမယ်။ မိုဒယ် preset မှာကျွန်တော်တို့ဖုန်းနဲ့1.0ကိုရွေးထားရပါမယ်ပြီးရင်ဓာတ်ပုံ site မှာကျွန်တော်တို့တက်တော့မှာတင်မှာဖြစ်တဲ့အတွက် Instagram site ကိုပဲရေးလိုက်ပါဒီ site ကပိုအဆင်ပြေတာမဟုတ်ပါဒါဒီပုံတွေကကျွန်တော်အရင်ဆုံးစမ်းထားတဲ့ပုံတွေဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ပတ်ချပြီးတော့ဓာတ်ပုံတွေကိုစတင်ဖန်တီးလိုက်ပါမယ်။ ကဲဓာတ်ပုံတွေကိုလီယိုနာໂດအရင်ကနေဖန်တီးပေးနေပါပြီခဏဆောင်ပါမယ်ဓာတ်ပုံတွေရလာပါပြီကျွန်တော်တို့ဒီမှာဓာတ်ပုံက၄ပုံရတာဖြစ်ပါတယ်အကုန်လုံးကိုကျွန်တော်တို့ဒေါင်းဆိုင်မလို့ပါဘူးကိုကြိုက်တဲ့ပုံတစ်ခုနှစ်ခုလောက်ကိုပဲဒေါင်းလိုက်ပါနှစ်ခုလောက်ပဲဒေါင်းပါ okay ပြီးတော့ရင်ကျွန်တော်တို့ growth တွေကိုပြန်သွားပါမယ် growth တွေကိုရောက်တဲ့အခါမှာအရင်ကစာမျက်နှာကိုပြန်တွေးဖို့အတွက်ဒီနေရာလေးကိုနှိပ်ရပါမယ်ပြီးရင်ဒီအပေါ်ဆုံးကောင်ကိုနှိပ်ပါပြီးရင်စင်တူးမှာရှိတဲ့စာသားတွေကိုကျွန်တော်တို့ copy ယူလိုက်ပါမယ်။ပြီးတော့ရင်ကျွန်တော်တို့ Leonardo အရင်ကိုထပ်ပြီးတော့ပုံထုတ်ဖို့အတွက်သွားပါမယ်။ ထုံးစံနိုင်မယ်ဝင်လိုက်ပါပြီးရင်ခုနလောက်ထားခဲ့တဲ့စာတွေကိုကျွန်တော်တို့အကုန်ဖြည့်ပြလိုက်ပါမယ်ပြီးရင်အခုကိုပြီးရတဲ့အောင်ပက်ထန်ရှာပြီးတော့ generator လုပ်လိုက်ပါမယ်โอเคปုံเลยละบาบีกูใช้แต่ปုံทุกๆคู่โยยไปดาวน์โหลดชอบไล่ไป ပြီးရင်ကျွန်တော်တို့ growth ထဲကိုပြန်သွားပါမယ်ပြီးရင် send 3ကို copy ပါမယ်ပြီးရင် leonardo ရိုင်းထဲကိုပြန်ဝင်ပြီးတော့ပုံတွေထပ်ပြီးတော့ generate လိုက်ပါမယ်ပုံလေးရလာပါပြီ โอเคဒီလိုပဲကျွန်တော်တို့ကိုပြီးသွားယူလိုက်ပက်ရှာလိုက်ပုံတွေထုတ်လိုက်အကုန်လုံးကိုပုံတွေအကုန်လုံးကိုကျွန်တော်တို့ထုတ်လိုက်ပါမယ်ဒီမှာတစ်ခုပြည့်စရာရှိတာကဓာတ်ပုံတွေအများကြီးထုတ်တဲ့အခါ free ထုတ်ရတာဖြစ်တဲ့အတွက် limit ပြည့်သွားလို့ရှိရင်ကျွန်တော်တို့ဒါဆိုကိုကေအကောင့်တစ်ခုကိုလုပ်ရင်ဝင်ပြီးတော့ထပ်ပြီးတော့သုံးနိုင်ပါတယ်။ဟုတ်ကဲ့ပါခုနကဓာတ်ပုံတွေအကုန်လုံးထုတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဓာတ်ပုံထုတ်စရာနှစ်ခုလောက်ကျန်ပါသေးတယ်။ဓာတ်ပုံတစ်ခုထပ်ပြီးတော့ပေးထားပါမယ်။ဒီဓာတ်ပုံကို Chrome မှာ upload လုပ်ပြီးတော့ ဒီလိုပုံစံဖန်တီးဖို့အတွက်လီယိုနာໂດ AI မှာအသုံးပြုမဲ့ prompt တစ်ခုဖန်တီးပေးပါဆိုပြီးကျွန်တော်တို့ရိုက်လိုက်ပါမယ်အဲ့ဒီခါမှာ crop ကနေကျွန်တော်တို့ကို prompt တစ်ခုပေးပြီးပဲဖြစ်ပါတယ် prompt ကို copy ယူလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ထုံးစံအတိုင်းပဲလီယိုနာໂດ AI နဲ့ကိုတွဲပြီးတော့ပုံထုတ်ပါမယ်ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပုံကိုရလာပါပြီကျွန်တော်တို့ကိုကြိုက်တဲ့ပုံနှစ်ခုလောက်ကို download ရှောက်လိုက်ပါမယ်ပြီးရင် grow rate ကိုပြန်သွားပါမယ်ထုတ်စရာဓာတ်ပုံကတစ်ခုကျန်နေပါသေးတယ်ကျွန်တော်ဓာတ်ပုံကို screen မှာပြပေးထားပါမယ်အဲ့ဒီဓာတ်ပုံကို screen ရွှဲပြီးတော့ကျွန်တော်တို့ app လို့လုပ်လိုက်ပါ ဒီပုံနဲ့ဆင်တူတဲ့ပုံထုတ်ဖို့အတွက် Leonardo AI မှာအသုံးပြုမဲ့ prompt တစ်ခုရေးပေးပါအချက်လူကိုလဲညွှန်ထုတ်ပြီးလောင်ရင်နေတဲ့ prompt တစ်ခုနဲ့အချက်လူကိုကြည့်ပြီးအန်အိုးထားတဲ့ prompt တစ်ခုရေးပေးပါဆိုပြီးတော့ကျွန်တော်တို့ရေးလိုက်ပါမယ်ဒါဆိုရင် group ကနေကျွန်တော်တို့ကိုကျွန်တော်တို့လိုချင်တဲ့ prompt တစ်ခုကိုတစ်ခါတည်းထုတ်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ copy ယူပြီးတော့ Leonardo AI နဲ့ကိုဝင်ပြီးတော့ဓာတ်ပုံထုတ်ပါမယ် ထပ်ပုံရလာပါပြီဒီလိုပဲနောက် prompt တခုကိုလည်းကျွန်တော်တို့ copy ယူပြီးတော့ထုတ်လိုက်ပါကျွန်တော်တို့ဓာတ်ပုံတွေကိုအကုန်လုံးကိုထုတ်ပြီးသွားတဲ့အခါမှာကျွန်တော်တို့ထုတ်ထားခဲ့တဲ့ဓာတ်ပုံတွေကိုဗီဒီယိုပြုလုပ်အောင်မှာဖြစ်ပါတယ်ဗီဒီယိုပြုလုပ်ဖို့အတွက်ကျွန်တော်တို့ Chrome လေးကိုပဲထပ်ဝင်ပါမယ်ပြီးရင် search bar မှာ Pixabay AI ဆိုပြီးတော့ရိုက်ရှာလိုက်ပါမယ် တွေ့တဲ့အခါမှာဝင်လိုက်ပါမယ်။ပြီးရင်ကျွန်တော်တို့ desktop site ကိုရွေးထားပါမယ်။ကျွန်တော်တို့ဒီဖုန်းစကရင်အောက်နားလေးမှာဓာတ်ပုံထည့်မဲ့နေရာနဲ့စာထည့်မဲ့နေရာရှိပါတယ်။အဲ့ဒီနေရာမှာဓာတ်ပုံထည့်ရမဲ့နေရာမှာကျွန်တော်တို့ကိုဗီဒီယိုပြုလို့ရှင်တဲ့ဓာတ်ပုံကိုယူပြီးတော့ကျွန်တော်တို့ထည့်လိုက်ပါမယ်။ င်တို့တို့သူ့ကိုပြုလုပ်စီခြင်းတဲ့ action ကိုစာရေးပြီးပြပြရမှာဖြစ်တဲ့အတွက် Google Translate ကိုသွားပြီးတော့ကိုဖြစ်စီခြင်းတဲ့အတိုင်းရေးလိုက်ပါ။သူဂျင်းဆုံနေတယ်ဆိုပြီးတော့ကျွန်တော်တို့ရေးလိုက်ပါမယ်။ပြီးရင်အဲကစာကို copy ယူပြီးတော့ဒီဘက်မှာ paste လိုက်ပါမယ်။ create လုပ်လိုက်ပါမယ်။အဲ့ဒီခါမှာကျွန်တော်တို့လိုချင်တဲ့ video ကို Quickspace AI ကနေပြုလုပ်ပေးထားတာပဲဖြစ်ပါလေ။ ။ Okay နောက်ဗီဒီယိုတစ်ခုကိုကျွန်တော်တို့ပြုလုပ်မှာဖြစ်တဲ့အတွက်ဘာဓာတ်ပုံကိုတွားယူပါမယ်။ပြီးရင်ကိုဗီဒီယိုလုပ်စီခြင်းတဲ့ပုံကို upload လုပ်လိုက်ပါမယ်။ပြီးရင် Google Translate ထဲမှာကိုလုပ်စီခြင်းတဲ့ action ကိုကျွန်တော်တို့ရေးလိုက်ပါ။သူဂျင်ဆိုတဲ့စက်ပုံမှာပြီးနေတယ်။ပြီးရင် copy ယူပြီးတော့ကျွန်တော်တို့ Pixabay ထဲမှာ patch ပြီးတော့ကျွန်တော်တို့ create လုပ်လိုက်ပါမယ်။ โอเคဒါက Facebook ကနေကျွန်တော်တို့လိုချင်တဲ့ဗီဒီယိုကိုပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဓာတ်ပုံကို upload လုပ်မယ်ပြီးရင်ဓာတ်ပုံနဲ့ live print တဲ့အစာကို Google Translate မှာရေးပြီးတော့ကျွန်တော်တို့ copy ကူးမယ်ပြီးရင် create လုပ်မယ်ဒီအတိုင်းပဲဗီဒီယိုတစ်ခုချင်းစီကိုကျွန်တော်တို့ပြုလုပ်လိုက်ပါမယ် ထပ်ပုံယူပြီးတော့သူဟာပြုံပြီးသူ့ကိုသူဂျင်းနှဲနေတယ်ဆိုပြီးတော့ကျွန်တော်တို့ create လုပ်လိုက်ပါမယ်ဖရီလောရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ အကန့်အသတ်လို့ရှိမှာဖြစ်ပါတယ်။နေမီပြေးသွားတဲ့အခါမှာတခြား Google account တစ်ခုကိုလွှတ်ရင်ဝင်လိုက်ပါ။ Google account တွေကတော့ကျွန်တော်တို့ဖွင့်ထားဖို့လိုအပ်ပါတယ်။ Okay ကျွန်တော်တို့ပုံတွေကနေဗီဒီယိုတွေကို ပြောင်းလဲပြီးသွားပြီဆိုတော့ကျွန်တော်တို့ဗီဒီယိုတွေကို edit လုပ်မဲ့နောက်ဆုံးဆင်းကိုကျွန်တော်တို့ဆက်ကြည့်လိုက်ကြပါမယ်။ video edit ပြုလုပ်မဲ့ application ကိုကိုကြိုက်တဲ့ application ကိုသုံးလို့ရပါတယ်ကျွန်တော်ကတော့ intro နဲ့ပြပေးပါမယ်ကျွန်တော်တို့ video ပြုလုပ်မှာဖြစ်တဲ့ video ကိုနှိပ်ပါပြီးရင် new ကိုနှိပ်ပါ ပြီးရင်ကျွန်တော်တို့ပီလိုထားခဲ့တဲ့ဗီဒီယိုအပိုင်းစာလေးတွေကိုကျွန်တော်တို့အကုန်လုံးရွေးလိုက်ပါမယ်ပြီးတော့ရင်ဆက်သွားလိုက်ပါမယ်။ဒီ ensure logo ကိုကြည့်ရှိခန်းလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဖြည့်ပစ်လိုက်ပါမယ်။ကျွန်တော်တို့ ratio ကို4 ratio 5ကိုကျွန်တော်တို့ရေးလိုက်ပါမယ်။ အဲ့ဒါမှအဆင်ပြေမှဖြစ်ပါတယ်အပေါ်မှာပုံနေတဲ့ Pixel Water Map ကိုကျွန်တော်တို့ရဲ့ channel နာမည်နဲ့အုပ်လိုက်ပါမယ်ကျွန်တော်တို့ရဲ့ channel နာမည်ကိုရေးလိုက်ပါပြန်သူ့ရဲ့ပုံမှာအုပ်လိုက်ပါမယ်

I got all this potential that's deep inside of me. But they hate when you're successful, cause they try to be. They sit there being just judgmental because you're trying things. And they just want you to settle and do the right thing. So get a good job, don't slack off. Wake up every morning, make a good impression on your boss. Don't do anything that I wouldn't do. And when you're making money, make sure you don't spend it too soon. <laughs> Fuck that, I'll do what I wanna do. I got a different path from everyone, and that includes you. Who are you to tell me how to live life? In these times, it feels like nobody's right. Yeah, so I'ma figure out what else we succeed and then invest all of my time into that and proceed. I need whatever the hell could make me happy, and I don't think you have a clue what could that be. They tell me that I'm ဆံပြေမယ်လို့ယူဆပါတယ်ဘယ်လို့မဆိုစာပိုင်းကခက်ခဲနေနေရှိတတ်ပေမဲ့နောက်ပိုင်း AI ကိုခိုင်းတက်လာပြီးကျွမ်းကျင်လာတဲ့အခါကျရင်ပိုကောင်းတဲ့ဗီဒီယိုတွေကိုဖန်တီးလာနိုင်မှာပဲဖြစ်ပါတယ်သိချင်တာရှိရင်လည်း comment box မှာဝင်အောင်မေးသွားလို့ရပါတယ်ဆံပြေကြပါစေဗျာ AI နဲ့ဗီဒီယိုတွေဖန်တီးပြီးပတ်စံတွေအများကြီးရှာနိုင်ကြပါစေ